တုံတုံဆရာကြီးဆရာကြီးအရိယာမောင်ရွေးအခန်းတကားကို တုံတုံထူရင်အော်ခေါ်လိုက်မိတယ်ဒါပေမဲ့အထဲကနေတုံပြန်တန်ကိုမကြားရပါဘူးဆရာကြီးကျွန်တော်မောင်ရွေးပါတကားဖွင့်ပါဦးစုညံတန်များကြောင့်တပတ်ခန်းမှာရှိနေတဲ့နန်းတွေလည်းနိုးလာရပါတယ်မောင်ရွေးဘာဖြစ်လို့လဲခုချိန်ထိအခန်းထဲကဆရာကြီးထွက်မလာသေးလို့အိတ်များပြုံနေရလားအဲ့ဒါတော့မဖြစ်နိုင်ဘူးတလောက်နေမြင့်အောင်ထိဆရာကြီးတကားမှာမအိတ်ဘူးဘူး ကျွန်တော်စိတ်ထင်ညဘက်အလုပ်လုပ်တာတွေများပြီးအထင်းမှတစ်ခုခုဖြစ်နေပြီထင်တယ်။နန်းတွေစိုးရင်ကသွားရတယ်။တချိန်ကဆရာကြီးပြောပူသောစကားများကလည်းနားတွင်းမှာပဲ့ကျင်ထက်ခါလာတယ်။အေးမွားတဲ့ရက်တွေအခုနောက်ပိုင်းတော်တော်များနေပြီတဲ့။ဒီပုံအတိုင်းဆိုမဖြစ်ချေတော့နန်းတွေတရင်တစ်ခုကို အလင်းအမြန်ယူကတကားကိုကလန့်ကဖွင့်လိုက်တယ်။အထဲရောက်တော့ပွင့်နေသောပြတင်းတစ်ချက်ကလွှဲပြီးသူတို့ထင်တယ်လို့မဟုတ်ခင်ဆရာကြီးအရိယာလည်းအခန်းထဲမှာအရှိမနေခဲ့။ ဆရာကြီးဆရာကြီးမောင်ရွေးကတော့တကြောကြောဟစ်အော်ခေါ်ရင်တွေ့လူတွေ့ညာအရှာဖွေတယ်သို့တော့ရှိမနေတော့ပြတဲ့တကားပေါက်ကနေဆရာကြီးအရိယာတနေရာထွက်သွားခဲ့ပါပြီဒါပေမဲ့ဆရာကြီးမှသူ့အစာစိတ်ဝင်စားဖွယ်တွေကိုအခန်းထဲမှာခြံထားရခဲ့တယ်ဒါပါတွေလဲအလုတ်စပွဲပေါ်စီတင်ထားသောကြောက်စားချက်များကိုနန်းတွေယူကြည့်လိုက်မိတော့ဒါဆရာကြီးရေးထွင်းစားကြောက်စားတွေလားဟုတ်တယ်ဒါဆရာကြီးရဲ့ကြောက်စားရေးထွင်းဟန်ပဲ မောင်ရွေးကအတီးပြူလာတယ်။ညတိုင်းကြောက်စစ်တန်းကြားနေရတာဓာရီလုံနေတာလား။ဟုတ်လိမ့်မယ်ကျွန်တော်တို့ကအတန်ပဲကြားရတာလေ။ဆရာကြီးကသူ့အခန်းထဲဝင်တာကြိုက်တာမဟုတ်ဘူး။သူ့ဘာလို့လဲဆက်ဆူတာလည်းမကြိုက်ဘူး။နန်းတွေနီးစက်ရကြောက်စာတစ်ချက်ကိုဖတ်ကြည့်လိုက်တယ်။ထိုအခါမှာပဲသူ့နှလုံးသွေးတို့စုပွဲအရင်ထိုးသွားလေရဲ့။ဒါဓာရီကကြောက်စာချက်ထဲမှာသူ့ရဲ့ဖြတ်တမ်းမှုတွေတစုံတစရှိနေတယ်။ပြီးတော့အကျဉ်သူဒီဆိုတဲ့နန်းစားက ဒါနောက်ဆုံးထွင်းသွားတဲ့ကြောက်စာပဲကြောက်မုံစာများကို လက်ဖြင့်တက်ရင်မောင်ရွေးကဆိုလာတယ်နန်းတွေကြ བྱ ကြရယူဖက်ကြည့်လိုက်တော့ဖះရည်အိုထင်းဆက်ပေါ်ရက်လိုက်မိတကယ်တို့သူ့အမြင်အာယုံတွေချာချာလဲသွားခဲ့ပါပြီဒါဟာနမိတ်တစ်ခုလားကြောက်စာကိုဖတ်ပြီးမောင်ရွေးကိုယ်တိုင်လည်းမျက်လုံးပြူးသွားတယ်ကျွန်တော်တို့ဘာလုပ်ကြမလဲကေရမှာပေါ့ရမင်းသူစာကိုကေရမယ်ရမင်းသူစာကိုအမြန်ဆုံးသွားကေရမယ်မောင်ရွေးမစ်ဆရာကြီးနောက်ကိုလာဆရာကြီးကိုရှာရမင်းသူစာစီငါသွားမယ် နန်းတွေအာကုံသုံးကအိမ်တွင်မှပြေးထွက်ခဲလိုက်တော့တယ်။ရမဲရုပ်လေးကိုကာကွယ်ပေးလို့မူတခုကလွဲပြီးသူ့အသည့်နဲ့အာယုံမှဘာမှရှိမနေတော့။နန်းတွေပြေးနေတယ်။ရမဲရုပ်လေးရှိရာအယက်စီရမဲရုပ်လေးကိုကာကွယ်ပေးလို့မူစိတ်စောအဟုန်တွေနဲ့ကိုယ့်ရဲ့ဝင်သက်ထွက်သက်ကိုပင်တတိမရတော့အောင်အာကုံသုံးပြီးပြေးနေတယ်။သူစားကျွန်တော်လာနေပြီနော်မကြောက်နဲ့သူစားဘာမှမဖြစ်စေရဘူးကျွန်တော်လာနေပြီ စိတ်ထဲမှာပြောနေတာလားနှုတ်ကပဲအရင်ရွတ်နေတာလားမသေးခွေတော့ထို့သောသောကာလမှာပဲဝေလူဝဒီစန်းနန်းဆောင်တစ်ကြီးရဲ့လေသာဆောင်အယက်စီမှာတော့ဝုံကနေဆောင်တုံလိုက်တော့အချိန်ကြာလေသာဆောင်ကျမ်းပြင်ပေါ်သူမခွေလဲကြသွားတယ်လက်ပြင်တလျှောက်စီမှာစူအောင်သွားမှုကိုအန်ကျိတ်ခံရင်အသက်ကိုသာသူမပြင်းပြင်းရှူထားမိပါတယ်ခန္ဓာကိုယ်နေရအနှံ့မှာလဲရိုင်းနှက်နှိပ်စက်ထားမှုကြောင့်သွေးချင်းချင်းနီးနေပြီးလက်နှစ်ဖက်မှာလဲနောက်ပြန်ကျူးတုတ်ထားသဖြင့်လုံလုံလှုပ်ရှားမရ ထိုစင်မှာပဲအာနာဘကွက်သားချက်ယူပါညံ့တော်မျက်နာနဲ့ရဲမက်တအူတကဝါမှထွက်လာပြီးကဲဘလို့လဲပြည့်တစားနင့်လင်းတော်မောင်တန်မြင်မင်းသားထားခဲ့တဲ့ပိဇာရွက်လိပ်ဘမဖွက်ထားလေကျမမသိဘူးချက်ချင်းပဲတင်းမခက်တန်းနေတော်မျက်နာမှာကောက်ကျင်မှုတို့အစားထိုးဝင်ရောက်သွားပြီးအော်နင်ကခုချိန်ထိလင်းတော်မောင်ကိုကာဝယ်ပေးနေတုံးပေါ့ဟုတ်လားရဲမကလက်တဖက်နဲ့သူမစပင်းတွေကိုဆွဲယူပြီးမျက်နာကိုမော့စေတယ် ပြီးတော့နောက်လက်တစ်ဖက်နဲ့အားကုန်သုံးကဘားကိုရိုက်ချလိုက်တယ်ဖြောင်းကနေအတန်နဲ့အတူရမင်းသူစားရဲ့ခန္ဓာကိုယ်မှာကြမ်းမြင်ပေါ်နှစ်ပတ်သုံးပတ်လိမ့်ထပ်ခါသွားတယ်။နှာခမ်းမသွေးတွေကမေးစိပေါ်ချိန်မနိုင်စွာရှန်ကြကုန်တယ်။ရပါတယ်။ဒီလောက်ကအစာမဖွဲ့လောက်ပါဘူး။မောင်တော့အပေါ်ပေးထားတဲ့ခရီးကနာကျင်မှုတွေအလုံးထပ်ပူပြီးတန်မှုရှိနေတယ်လေ။နှာခမ်းကိုဖိကရင်တချိန်ကပေးခဲ့တဲ့ခရီးကိုမိမတော်အောင်စိတ်မှအကြိမ်ကြိမ်စောက်တီးလိုက်တယ်။ မောင်တို့အတွက်အရေးကြီးရဲ့ဆိုဒီပေရွက်လိတ်ကိုနှမတော့အသက်နဲ့လဲပြီးကာဝယ်ဆောက်ရှောက်ပါမယ်။ပြီးတော့ဟက်ကန်နဲ့တစ်ချက်ရီမိသွားတယ်။ခံစားနေရတဲ့ဝေဒနာတွေယူပြစ်တယ်လို့ပျောက်သွားသည့်အလားပါပဲ။ရဲမကဒရွေးကိုချက်ကနေထွေးရင်အနီးကရောက်လာပြန်ကဖြေစမ်းပြည့်တစားပေစာရွက်လိတ်ပါမလဲ။နေ့လင်းတော့မောင်သက်စပေါက်တန်ပြင်းလဲငါတို့ကွက်မြက်လို့ကန်တော့ကုန်ရှာပြီ။ဒါကိုနေကဘသူအာကိုနဲ့အသေးမာနေရတာတော့ဟဲ့။ ကျမသိပါတယ်အဲ့ဒီအတွက်ကြောင့်ပဲမောင်တို့အပေါ်ထားတဲ့ခရီးကိုကျမစောင့်သိနေတာလေဖြောင်းဆိုတဲ့အတန်နဲ့အတူနောက်တဲ့ချိန်လိမ့်ထွက်သွားပြန်နေရဲမကမလန်းမကန်မှရက်ကြည့်နေတော့သူ့ရောင်ရင်များပတ်လှဲ့ကခုံယူတယ်လို့អော်ပြောရင်ရောင်ရင်တို့ရင်ဒီမိန်းမကတော့အသားနာလို့မဝသေးဘူးချင်းရဲ့ဗျာဟုတ်ပါကိုရင်ရဲ့ကျုပ်ဖြင့်ကိုတော်လေးအမိန့်နဲ့သာလာရတယ်သူအစင်သူအလာကြည့်ပြီးရိုင်းနှက်ဖို့မပြောနဲ့လက်ပြားနေတော့မတွေ့ရပါဘူးဗျာသူအလိမ့်လိမ့်ချာမှတော့ကြည်ပါဦး အလှလေးကမပြက်ဘူးပြို။ထိမကိုရင်ရဲ့ဒီစကားတွေကအများကြားရင်ဖြင့်မသင့်တော်ပါဘူး။ကဲကိုရင်ဩကိုတော်လေးအမိတ်အကြိုက်လှုပ်စရာရှိတာသာအဆက်လုပ်ပါတော့။ကျုပ်တို့မကတခြားတာဝန်များလည်းရှိသေးရဲ့လေဗျာ။ဒုတိယလူစကားဆုံးတော့ကိုရင်ဩဆိုသည်နှိမ့်ဆက်လက်ဆရင်မှတ်မှယမင်းသူသာအားသဘင်ဆွဲ၍ဒူးထောက်ထိုင်စေရင်ဒီမှာပြည့်တစားကျုပ်တို့အခုလာတာအာနာဖီဆန်သူတည်တံပြန်စီဆိုတဲ့အရှိဆန်ကိုတော်လေးရဲ့အမိန့်နဲ့နော်မင်းကိုကျုပ်တို့အချိန်မရွေးကွက်မြက်ပြစ်နိုင်တယ် ရဲမတ်စကားကြောင့်သူမမေ့ပြုံတစ်ခုပြုံးမိသွားရဲ့မင်းကိုကျုပ်နောက်ဆုံးအချိန်မင်းမေတန်မြင်ကိုတော်ပေးခဲ့တဲ့သွေးတော်စရင်ကိုကျုပ်တို့လက်အပ်မလားမအပ်ဘူးလားနှက်ခမ်းကြိုက်ထားလိုက်ရမပဲဥကောင်းကအလိုလိုမော့သွားတယ်ပြီးတော့ရှင်တို့လှုပ်ဆရာရှိတာဒါအလုပ်ပါလေကျမကတော့မောင်တော့အပေါ်ပေးထားတဲ့ဂရိစကားကိုဒီဘဝတည်းမဟုတ်ဘူးနောက်ဘဝအထိဆက်လက်ထမ်းရဖို့အသင့်မယ်ရင်မရဲ့အန်သွားစိတ်တန်ကိုကြားလိုက်ရတယ်အသက်ရှူတန်လည်းပြင်းထန်လာသလိုအရင်ဘက်ကြီးလည်းမို့မောက်သွားပါတယ် ကောင်းပြီလေဒါလောက်တောင်ဖြစ်လာတာအမင်းလိုမိမသေဖို့ပဲကောင်းတယ်ရဲမကသူ့မစပင်ကိုဆွဲရင်လေသာဆောင်အစွန်းတို့တရွတ်တိုင်းဆွဲခေါ်သွားပါတယ်ဥယေပြားတစ်ခုလုံးကျွတ်ထွက်သွားသလားတောင်ထင်လိုက်ရတယ်အမျိုးသမီးတယောက်နှိပ်စက်ခံနေရမှုကိုအရသာခံကြည့်နေတဲ့သူ့ရောင်ရင်းတွေလည်းနောက်မှလိုက်ပါလာတယ်အမိုးစုံရောက်စင်မှာဆွဲထားတဲ့စပင်ကိုလွှတ်ချရင်ကဲကိုရင်တော့ကျုပ်သူ့ကိုဘယ်လိုတတ်ရမလဲဒီကနေပဲတွန်းချလိုက်ရမလားဒါမှမဟုတ်ကျုပ်ပဲစီရင်လိုက်ရမလား ကျွမ်းကျင်ရနဲ့သာလောက်ပါလေကိစ္စတုံးဖို့သာအဓိကပဲလေဗျာကိုရင်ဩဆိုသူကခေါင်းကိုတဆဆန်ညှိကစောင်းတာကိုစွဲထုတ်လိုက်ပါတယ်အေးဒီပန်းဒီတိုင်းကယောက်ျားသားတွေတော့အကျုပ်ကိုမလိုမုန်းထားတော့မှာပဲဗျာဘဲနဲ့အတွေ့အာရုံထူးလာကြီးရဲ့ဆိုတဲ့ရှာရှာပါပါမိမကောင်မှအကျုပ်ကတက်ပြစ်လိုက်တာကိုဒါပေမဲ့လည်းအကျုပ်နာမည်ကပြောစမှတ်တွင်ကြံခဲ့မှာဆိုတော့အမုန်းခံရချိုးလဲနှက်ပါရဲ့ဗျာကဲကဲအချိန်လင့်ချင်မယ်လောက်စရာရှိတာဒါလောက်ကြအောင်ဆို ရင်မကအဆောင်တာကိုအနီမှာထောင်းကြည့်တယ်။အတွားကနေရောင်အောက်မှာတစ်ပြက်ပြက်လင်းနေပါတယ်။ကြည်နေရင်နဲ့ငကားတကောင်ကို့မြူလာတယ်လို့ပါပဲ။ပြီးတော့ရမင်းသူစားအနီးကို ရှောက်ရင်ဒူးထောက်ထိုင်ချလိုက်တယ်။ထို့နောက်မှာတော့သူမရဲ့ဘဲဘက်ပခုံးကိုခြင်လို့ဆောင်တာကိုရင်ဝမှာတည်လာပါတယ်။အေးဆမ်းမှုနဲ့အတူခြုံထက်သောအတွားများကအပေါ်အင်းရှိကိုဖောက်လို့အသားကိုစူးနစ်လာတယ်။သူမပြုံးလိုက်မိသလား။ ကဲပြည့်တစားရင်ဖရာတရားကိုအာယုံပြုနောက်ဘဝမှာလည်းဒီလိုဘဝမျိုးထက်ရပါစေဆုတောင်းအန်ကိုဖိကျက်ရင်ကိုရင်အောမျက်လုံးတို့တစုံတရာပူကက်ခံလိုက်ရတယ်လို့ပြူလာတယ်ပြီးတော့စိတ်ချလက်ချတာသွားပြီးတော့ပြည့်တစားရင်နှစ်ဖရာကြီးကိုငါတို့ထိဆက်တင်ပေးမယ်ဟလားထိုးသွင်းလိုက်တော့အားတစ်ခုကြောင့်ဓာသွားကအသားကိုပေါက်ခါဝင်သွားတယ်သူခန္ဓာကိုလည်းအဆက်ခံနေတစ်ချက်တုံသွားတယ်အတွေ့အာယုံကောင်းသူလေးရေသွားပြီးတော့ဟေးသွားပြီးတော့ ။တွေးတွေပွက်ခံနဲ့အံကြလာတယ်။တဆက်တဲဆိုသလိုမျက်လုံးတွေလည်းပြာဝေကုန်တယ်။အယောင်တွေရှိနေပေမဲ့မတဲကွဲတော့ဘူး။သေးတာအဆန်းသလား။ကိုကိုကိုမေးကြည့်တော့တံပိုးနဲ့ပုတ်စားတပုတ်လုံးအပြေကိုကြည့်ပြီးပြုံးမိလိုက်သေးတယ်။မောင်တော်တော်ကံတော်ကုန်ရှာပြီပဲမောင်တော်ရှိရအရက်လိုက်ခွင့်ရတာကကံထူးသူတယောက်ဖြစ်ခဲ့တယ်ဆိုတာသူတို့ကိုသိစေချင်လိုက်တာထိုစင်မှာပဲအာကောင်ချစ်ခေါ်တဲ့တကူကခြံဝစီမှာထွက်ပေါ်လာတယ်သူသား အခါတပါဝဲဝေလူဝရီခေါ်တွင်မင်းသမီးငယ်သည်နံပါလေးမျိုးကိုတားကောင်းအမျိုးသူမြစ်တာတက်ဝဲအချစ်ကြီးချစ်ခင်လိမ့်မည်တားကောင်းအမျိုးသည်လူဝတ်အပ်သောအမှုတစ်ခုကို ပြုလုပ်လိမ့်မည်ထိုအမှုကိုမင်းသမီးသည်မိမိအသက်ချမ်းများတန်မိုးချ၍ကာဝယ်လိမ့်မည်ထိုအမှုကြောင့်ပင်လက်ဦးသူတို့ရဲ့ကွက်မြက်ခြင်းကိုမင်းသမီးခံရလိမ့်မည် မင်းသမီးသည်ချိန်လန့်ကြောက်ရွံ့ခြင်းအလင်းမရှိကက်ကဘာများစွာတိုင်းအားထိုအမှုကိုလှုပ်ဝက်အပ်စွာစောင့်ထိန်သွားလိမ့်မည်ဝေဝါးနေလျက်မှာအတန်ကြာရ အရက်ကိုလှန့်ချီလိုက်မိတယ်ပန်ချံဝမှာလူတယောက်ဒူထောက်ခါထိုင်နေတယ်တလိုက်လိုက်မော်နေဝုံကအယူဇနာရချီခဲ့ရတယ်လို့မျိုးမုတ်စိတ်မွေးပပြိုင်းမွေးများနဲ့စပင်မှာဖွာလန်ကျဲလို့သူဘသူလဲဘာကြောင့်တေးအန်ဆဲဆဲသူမနာမည်ကို ခေါ်လိုက်တာလဲ ြုတ်တက်လာတော့သွေးများကိုအန်ထုတ်ရင်းအာယုံစိုက်ကြည့်မိတော့သူစားဒီတစ်ကြိမ်ခေါ်တမ်းမှာတော့သူမနစီတို့စီဝင် ရောက်သွားခဲ့ပြီး ခေါ်တမ်းမှာမြစ်တာတွေပြည်နေတယ်မချစ်တင်ခဲ့ဖြစ်မှုဝမ်းနေမှုတွေယာနှုံးပြေပါဝင်နေတယ်ပြီးတော့ဂယုနာနဲ့ချစ်ချင်းတရားတွေပေးစုနေတယ်ကာဝယ်ပေးလို့မှုတွေကတော့အင်ပြေပြေပေါ့ရမဲရုပ်လေးခန္ဓာကိုယ်မှာလိပ်ပြာလေးတစ်ကောင်ထွက်ခွာသွားတယ်လို့လို့မြင်လိုက်ရတယ် နားရင်းမှာတစ်ချိန်ကဆိုင်လက်တန်လေးများကိုကြားရောက်လာတယ်။ပြီးတော့အရင်နေခဲ့ဘူးသောတစ်ချိန်တစ်ပုတ်ကိုနှလုံးတွင်းမှာအလုံးလိုစူလိုက်မိတယ်။ခွေရတော့မယ်ချစ်သူရဲ့တဲ့။ဟောသူရှိရာအရက်တို့ဆိုင်အိမ်တော်တွင်မှာအရင်မှများပြေးလာနေကြပြီ။ရမဲရုပ်လေးရှိရာကိုနောက်ဆုံးအချိန်လှည့်ကြည့်မိတော့ရင်တွင်မှာစကားတခွန်းကအလုံးလိုထွက်ကြလာတယ်။အချစ်ဆိုတာကာကွယ်ပေးလိုမှုတစ်ခုဖြစ်ကြ။နှောင်းလူတို့သိပါစေလေ။ ဘာကြောင့်မှမသိသူဦးခေါင်းတို့သည်လည်းအလိုလိုစိုက်ဆင်းသွားခဲ့ပြီထို့သူဖြင့်အကျဉ်သူသည်အချစ်လုံး၍တက်เสียရမလို့ပဲတည်ဆုံသွားခဲ့သည်ဒီနေရာပဲစင်ကြီးစကားကြောင့်နောက်တွင်ရက်နေသောစိတ်မှခေါင်းငယ်အကြည်ပြုလိုက်မိသည်စိတ်ခံစားရလားခံစားရတယ်သူဒီနေရာမှာပဲတည်ဆုံသွားခဲ့တာဟုတ်တယ်အခုကိုတို့ရက်နေတဲ့နေရာမှာပဲသူတို့နှစ်ဦးသာစံနှန်းဆောင်ရှိနေရာတစ်ခုမှာရက်နေမိကြ၏ ။ပဝင်းချင်းမအားတစ်ခုကနှစ်ဦးလုံးဤစိတ်အစဉ်ပေါ်သို့တည်တည်ပါပါအသက်ရောက်နေသည်။အထူးသဖြင့်ရက်နေရမြည်သားအတွင်နက်နက်ခြင်းမှအရှင်အဝါတစ်ခုသည်သူတို့ခန္ဓာကိုယ်သွေးစီးချောင်းအတွင်သို့တိုက်ရိုက်သဘောမျိုးကုလူဆက်ဆံနေသည်။လေသာဆောင်စီကြည်ကြည်ဆန်းစိတ်ဘာခံစားရလဲ။စိန်ကလေသာဆောင်ရှိရာအရက်စီတွေ့တွေ့ငင်းငင်းလေးလန့်ချီသည်ပြီးတော့တမျိုးပဲဝမ်းနေတယ်ယူကြုံမရဖြစ်တယ်ပြီးတော့ချစ်တယ် စကားအစုံမှာစိတ်အေးလက်ဘွားနုနုကိုစိတ်ညစ်ကြိုက်တွေဖြစ်မြင်လိုက်မိသည်စိတ်ငါတအံ့တော်ဖြစ်သူ့အချစ်တွေကအခုချိန်ထိ ရှင်သန်နေတော့မယ်နော်စိတ်ညစ်ပြုံးလိုက်မိပါတယ်ပြီးတော့စကားတခုံးကိုတူးတူးဆိုလိုက်သည်တစ်ကိုင်းကို အားနဲ့ဖိနှင်ခဲ့လို့နေမှာပေါ့ကွယ်သူ့အကောင်းဆုံးချစ်ပြသွားပေတယ်နွေလေယူကသူတို့အစောလက်မြို့လေးကိုဟိုမတီမှတိုးဝစ်ကြည့်စေကနေတယ် ။မကြီးပင်တန်းတို့စီမှဖြတ်မောင်းသွားသောစပတ်ကြီးလဲတို့၏တကြီးကြီးမိတမ်းများကိုလည်းကြားနေရသည်။လဲတန်းနောက်မှတထောင်ထောင်ထကြံခဲ့သောဖုံလုံးများကိုကြည့်ရင်သတို့ຫນွေတယောက်တစုံတယောက်ကိုသတိရကနေပါသည်။သူတို့နယ်မိသခင်လေးကိုတတိယနေတာမလားတပ်ပြင်းလေးကိုသူတို့နယ်မတိမတာချလိုက်ရင်အေးกว่าအခုလိုရသည်ဆိုငါသခင်လေးကိုတိတ်လွမ်းတာဘာလို့များသခင်လေးငါတို့စီ ပြန်မလာလဲမသိဘူးနော်တာအောင်ပော့ပော့လေးပြုံးမိသွားတယ် လာမှာပါကွာမပူပါနဲ့တနေ့နေ့တစ်ချိန်ချင်းမှာတခင်လေးငါတို့စီတေချာပေါက်ပြန်လာမှာပါသူသိချင်ရတဲ့မမလေးရမင်းသူသားကိုအဆုံးစွန်သောကာကွယ်မှုတွေပေးပြီးသွားခဲ့ရင်ပေါ့တကယ်တော့အချစ်ဆိုတာခန္ဓာကိုယ်ပူလောင်စေတဲ့ယာကမီတွေနဲ့လုံးလုံးမပတ်သက်ကြပြီးတော့ကာကွယ်ပေးလိုမှုတစ်ခုသာဖြစ်ကြနှောင်းလူတွေနဲ့မြအဆုံးတွေ့ခွင့်ရခဲ့လည်း